A ဘတ်တာနဲ့ B ဘတ်တာနဲ့ကဘတ်တာနှစ်ခုဆိုပြီးတော့ပေးထားတယ်။အဲတော့မိကုံးကပေးတာက modulus of minus A ဘတ်တာ cross B ဘတ်တာ equal A ဘတ်တာ .B ဘတ်တာဆိုတာလေးပေးချက်ပေးထားတယ်။ရှာခိုင်းတာက angle between A ဘတ်တာ and B ဘတ်တာ A ဘတ်တာနဲ့ B ဘတ်တာကြားက angle ကိုမေးတယ်။အဲတော့ angle နှစ်ခုကြားက အင်္ဂနှစ်ခုဘတ်တာနှစ်ခုကြားကအင်္ဂယ်ကိုမေးရင်ဆရာမတို့ဖော်မူလာလေးက A ဘတ်တာ cross B ဘတ်တာ equal ဘာနဲ့ညီလဲဆိုတော့ modulus of A ဘတ်တာ modulus of B ဘတ်တာ sin theta ဒါလေးရှိတယ်ပြီးရင်နောက်ထပ် formula တစ်ခုက A ဘတ်တာ dot B ဘတ်တာဆိုရင် modulus of A ဘတ်တာ modulus of B ဘတ်တာ cos theta dot ဆိုရင် cos cross ဆိုရင် sin ဒီ formula လေးနှစ်ခုရှိတယ်အဲ့ formula လေးနှစ်ခုကိုသုံးပြီးတော့ဆံမတွက်မယ်အဲ့တော့ဒီဘက်ကဆံမ left hand side ပေါ့နော်ဆံမ left hand side ကတန်ဖိုးလေးကို modulus of negative a beta cross b beta ကိုစဉ်းစားမယ်နော်ဒီ negative က a beta ကို negative ဆိုတာဒီ a beta ကို minus 1 scale scale scalar တံမိုးနှုတ်တယ်ဆိုတဲ့ပုံစံပေါ့เนาะ scalar တံမိုးဝင်းမြောက်ထားတယ်ဆိုတဲ့ပုံစံဖြစ်တာမဟုတ်လို့ဒါသည် magnitude တံမိုး modulus ဲထည့်ထားတဲ့အခါမှာသူ့တံမိုးသည်ထွက်သွားရင်လည်း modulus တံမိုးပဲ magnitude တံမိုးပဲရမှာမဟုတ်လို့သူတို့နှစ်ခုကအတူတူပဲเนาะဒါကြောင့် a beta modulus of b beta sin theta equal ရှင်မ right hand side ကဟာဖြစ်တဲ့ modulus of a beta modulus of b beta cos theta နဲ့ညီမယ်ဒီဘက်က a beta b beta ဟိုဘက်က a beta b beta တွေဘာလို့ရလဲဆိုရင် ခြေလို့ရတယ် sin theta နဲ့ cos theta နဲ့ sin theta ဟိုဘက်က cos theta လာစားမယ်ဒီဘက်ကိုအဲ့တော့ဘာကြံလဲဆိုဒီဘက်ညီမချင်းမှာ1ကြံတယ် sin theta ပိုင်း cos theta က tan theta တန်းကျန် theta တန်ဖို့1ရစေတော့ angle theta တန်ဖို့ဘယ်လောက်လဲဆိုတော့ ဆရာမတို့ pin over 4တနည်းအားဖြင့်45 degree เนาะတကယ်တော့ဆရာမတို့ဒီမှာ sin theta နဲ့ cos theta နဲ့ညီသွားပြီဆိုကြတဲ့ဟိုက theta တန်ဖို့က sin တန်ဖို့နဲ့ cos တန်ဖို့ညီစေတော့ angle ဒီ45 degree ဆိုတာတိပိဒါเนาะတိပိဒါမို့လို့တစ်ခါတန်းပြီးတော့ရေးလိုက်လို့ရပြီအဲ့ဒါရပါเนาะအဲ့တော့ answer ဘယ်လောက်ရမလဲဆိုရင် pin over 4ဒါမှမဟုတ်ရင်45 degree ောက်တစ်ပုတ်က coordinate of the point r ဆိုတော့ r ရဲ့အမှတ်ကိုမေးတယ် line segment joining the point point b နဲ့ point 2နဲ့ကိုဆက်ထားတယ်တဲ့ဆိုတော့ဒါလေးက point b ဒါလေးက point 2သူတို့နှစ်ခုဆက်ထားတဲ့အချိုး pr เนาะ pr ဒီ1 2 over 3 p2 နဲ့တူတယ်တဲ့เนาะ pr က2 over 3 p2 တခုလုံးနဲ့တူတယ်တဲ့အဲ့တော့ဆီမကဒါလေးကိုပေးချက်ကပေးထားတဲ့ pr equal to 2 over 3 p2 ရေးရေးလိုက်မယ်။ဆီယမဒီမှာလိုချင်တဲ့ r လေးကိုဆီယမက let ဆိုပြီးထားလိုက်အောင်မယ်။ r a = a, y, z လို့ထားလိုက်မယ်။နော်။ဟိုတကယ်တမ်းတော့ဒါနှမတန်ပုံစံဆိုတော့ဒီလိုမျိုး let တွေပါတယ်ရေးပြီးတော့ထားနေစရာတော့မလိုဘူး။ဒါပေမဲ့ပြန်ကြည့်ရင်ရအောင်လို့ဆီယမက ရေးပေးခဲ့တာဖြစ်တယ်။ let r a = x1, y1, z1 pr PR ဆိုတော့ R ကပြီးကိုနှုတ်မယ် R တန်မိုးက HYZ P တန်မိုးကနှုတ်လိုက်တာ7အဲ P အမှတ်ကဘယ်မှာတော့1 2 3အဲ့တော့1 h တန်မို1ကိုနှုတ်မယ် h minus 1 y minus 2 z minus 3ဒီဘက်ညီမျှချင်းမှာ2 over 3 p2 ဆိုတော့ q ရဲက p ကိုနှုတ်မယ် q အမှတ်က7နှုတ်မယ် p အမှတ်က1 5 minus 2 3 minus minus 3ဆိုတော့ minus 3နှုတ်မယ် minus 3ကိုနှုတ်မယ်ဆိုတော့ဒီလိုဖြစ်သွားမယ်အဲ့တော့ section of 2 over 3 7 minus 1ဆိုတော့6 5 minus 2ဆိုတော့3 minus 3 minus 3ဆိုတော့ minus 6ဟိုအရှိက3နဲ့ဝင်ခြေလို့ရတော့ခြေတယ်3 3 3 4 6ဆိုတော့2နဲ့4က4အပေါ်က4 3 3နဲ့ခြေသွားတော့2နဲ့3 3 3 4 6ဆိုတော့သူကလည်း -4 ရမယ် အဲ့တော့ဆရာမရဲ့ answer လေးက4 minus 2နော်4 minus 4 2 minus 4အဲ့ဒီလိုရမယ်4 2 minus 4အဲ့တော့ဆရာမလိုချင်တာက r တန်မိုးလိုချင်တာ x y z ကိုလိုချင်တာအဲ့တော့ဒီအရှိက x y z x 1ဒီဘယ်သူနဲ့တူလဲဆိုတော့4နဲ့တူတယ် y 2ကဘယ်သူနဲ့တူလဲဆိုတော့2နဲ့တူတယ် z 3ကဘယ်သူနဲ့တူသွားပြီလဲဆိုရင် -4 နဲ့တူသွားပြီဒီကနေ x တန်မိုးက -1 ဟိုဘက်ရောက်တော့5ဖြစ်သွားပြီ +5 เนาะဒီမှာ -2 ဟိုဘက်ကိုရောက်တော့2နဲ့သွားပေါင်းလိုက်တော့ +4 -3 ဟိုဘက်ကိုရောက်တော့ +3 ဟိုဘက်မှာ -4 ရှိတော့ -1 ဒါကြောင့်ဆံမလိုချင်တဲ့အာအမှတ်ကလေးက x y z ကဘလို့ရလဲဆိုတော့5,4,1မေးတဲ့ပုံစံကိုဆံမကောလံဘတ်တန်နဲ့မဖြည့်ဘူး ူပေးထားတဲ့ပေးချက်က point B လေးတွေကိုလည်းဒီလိုမျိုး coordinate form နဲ့ပဲဖြည့်တာမို့လို့ဆရာမ point B ကိုလည်း coordinate မေးတာလည်း find the coordinates လို့မေးတဲ့အကြောင်း coordinate form နဲ့ပဲဖြည့်မယ်။ဒါကြောင့် answer သည် coordinate of point R equal to 5, 4, 1ဒီလိုလေးဖြည့်ပေးမယ်။နော် coordinate of point r လို့ရေးပေးရင်ပိုကောင်းတာပေါ့ဒါမှမဟုတ်လဲ r equal to ဆိုပြီးတော့ရေးရင်လည်းရတယ်နော်အဲ့လိုလေးရေးရင်တော့ပြည့်စုံတာပေါ့နော် နံပါတ်9နံပါတ်9မှာဆရာမတို့ဘတ်တာနှစ်ခုရှိတယ် iron cap plus j cap ဆိုတော့အဲပထမဘတ်တာအတွက်ကဒီမှာ ab ဘတ်တာ ab ရဲ့အနားလို့ပြောတော့ ab ဘတ်တာ equal to ဆရာမ column ဘတ်တာအနေနဲ့ပြောင်းလိုက်ရင် iron cap ကပါတယ် j cap လည်းပါတယ် k မပါတော့0 ac ဘတ်တာဆိုလို့ရှိရင်ဘယ်လိုရမလဲ3 1 4ဆရာမဒီကနေကြည့်ရေးလိုက်တာเนาะအဲ့တော့ ab ဒါလေးကိုဆရာမ a အမှတ်ထားမယ်ဒါလေးက b အမှတ်ဒါလေးက c အမှတ် ABA ACA เนาะတရိကန် ABC ရသွားပြီအဲ့ဒီမှာဆမရှာမှာ find the lunch of median အလယ်မြင်းကိုရှာမယ် true A ဆိုတော့ A ကိုဖြတ်ပြီးတော့အလယ်မြင်းဆိုတော့ဒီမြင်းကိုပြောတာဒါအလယ်မြင်းဆိုတော့ median ပေါ့ AM ပေါ့เนาะအဲ့ဒီ AM အလယ်မြင်းကိုရှာမယ်ဆမတို့ G အလဲပန်းမှာတဲ့ကအဲ့ဒီ AM အလယ်မြင်းကိုရှာမယ်ဆိုရင်ဆမတို့ရဲ့ပုံစံဒီ1 over 2 AB plus AC အဲဒီလိုမှတ်ခဲ့တယ်ပေါ့နော်ဖော်မြူလာလေးရှိတယ်အလင်းမြင်းကိုလိုချင်ရင်တစ်ဖက်တစ်ချက်နှစ်ခုကိုမှထပ်ဝက်နှစ်နဲ့စားမယ်အဲ့ဒီအလင်းမြင်းရဲ့ဘာလိုချင်တာလဲဆို lunch အလျားကိုလိုချင်တာအဲ့တော့အရင်ဆုံးအလင်းမြင်းကိုစားရှာမယ်ဒီနှစ်ခုကို ပေါင်းမယ်ပေါင်းမယ်ဆိုတော့ AB က1 3နဲ့ပေါင်းတော့1 3ဆိုတော့4เนาะကျွန်မအကြံပေးမတွေ့မယ်1 1ဆိုတော့0 0 4ဆိုတော့4ဆက်ရှင်းလိုက်ရင် နှစ်နယ်လီ၄နှစ်သုံးညလီရဒါသုံးညပဲနှစ်နယ်လီရ၄ဆိုတော့202လိုဂျနာက lunch အဲ့တော့ lunch အလျားမေးတဲ့အတွက်ကြောင့်မလို့ modulus ထဲတန်ဖို့ဘဂနိ absolute value တန်ဖို့ရှာရမယ်ဒါကြောင့် square root of 2 square 0 square 2 square နှစ်နှစ်ထပ်က၄နှစ်နှစ်ထပ်က၄ဆိုတော့ root 8အဲ့တော့ answer ဒီ2 root 2เนาะအဲ့တော့ဆရာမတို့လိုချင်တဲ့ median ရဲ့ lunch ပေါ့เนาะ answer လေးက answer lunch of the median true a equal to 2 root 2ဆိုပြီးတော့ဖြေပေးလိုက်ရင်ရပြီပေါ့နော်အဲ့တော့ဆရာမဒီပုံစံလေးမှာ သူက butter ရဲ့ equation ကိုမေးတယ်အဲ့တော့ဒီမှာ point p လေးနေရာချလိုက်မယ်ဒါလေးက point 2ဒါလေးက point r ပေါ့နော် p2r အဲ့တော့ origin နဲ့အမှတ်ကနေ p အမှတ်ကိုဆက်တဲ့အဟာကိုဆရာမ a butter လို့ခေါ်တယ်ပြီးရင်ဒါလေးကဘာလို့ခေါ်လဲဆရာမတို့ d1 d1 butter လို့ခေါ်တယ်ဒါလေးဒီ butter လေးကိုဘာလို့ခေါ်လဲ D2 D2 ဗတာလို့ခေါ်တယ်။နော်ဒီသဘောတရားလေးကိုဆရာမတို့ယူသုံးပြီးတော့တွက်လိုက်မှာ။စာမျက်နှာ63မှာ theory မှာပါပြီးသားရှိတယ်ပေါ့နော်။အဲ့တော့ plane ရဲ့ equation ဗတာ equation ပေါ့နော်။ဗတာ equation of the plane ဗတာ equation of the plane ဘလို့ရမလဲဆိုတော့ is ပုံစံက abata equal to d1 d1 butter plus t2 d2 beta အဲ့တော့ t1 d1 a beta a beta equal to အဲဒီလိုရမှာနော် a beta equal to a beta plus ဩကလာပြောင်းသွားပြန်မယ် a beta plus t1 d1 beta plus t2 d2 beta အဲဒီလိုပေါ့နော် ဲ့ခါကျတော့ A ဘတ်တာကဆင်မဆန်းနာတော့အဲဘတ်တာ A ဆိုတာဒီ OB ဘတ်တာနဲ့အတူတူပဲเนาะဒီမှာဆ iam မတို့ပုံပုံပုံလေးမှာဆွဲထားတဲ့အရာ A ဘတ်တာဆိုတာဒီ OB ဘတ်တာကိုပြောတာ OB ဘတ်တာဆိုတော့ဘာတွေရေးမှလဲ A B C เนาะ A B C ကော်လမ်နဲ့ရေးလိုက်တယ်ပြီးရင် D1 ဘတ်တာ D1 ဘတ်တာဆိုတာဒီ P2 ဘတ်တာအဲ့တော့ P2 ဘတ်တာကိုလည်းဆ iam မဘယ်လိုရေးမလဲ P2 ဆိုတော့ကျူထဲက PO နှုတ်မယ် ်ဂျူအမတ်က HYZ အဲ့တော့ HYZ ထဲကနှုတ်မယ် B အမတ်ဆိုတော့ A B C နှုတ်မယ်ပြီးနောက်တစ်ခါ D2 ဘတ်တာဆရာမ D2 ဘတ်တာသည် PR ဘတ်တာပါဘယ်တဲ့ကနှုတ်မလဲ R ထဲကနှုတ်မယ် A အမတ်က U V W နှုတ်မယ်ဘယ်သူ့နှုတ်မလဲ P ကိုနှုတ်မှာ P က A B C အဲဒီလိုနှုတ်မယ်เนาะအဲဆရာမအဲ့ဒါလေးတွေကိုပြန်ပြီးတော့မလုပ်လိုက်ရုံပဲလဲဆိုအစားသွင်းလိုက်ရုံပဲ။ เนาะဒါပြန်ကြည့်နားမလည်မှာဆိုလို့အစင်ရေးခဲ့တာဗောနော်အဲ့တော့ a b c t1 d1 ဘာတာဒီ x a y b z c d2 ဘာတာဒီ u a v b w c အဲ့ဒီလိုရမှာเนาะအဲ့တော့ဆရာမတို့ကမတိကိန်းနေနဲ့ဆိုတော့ပုံစံ အဲ equation ကမတိကိန်းနေနဲ့ပဲထုတ်ပေးရမှာပေါ့အဲ့တော့ plain equation butter foundy ဒီလိုလေးရမယ် a butter equal to abc column butter t1 x minus a y minus b z minus c t2 u minus a v minus b w minus c အဲ့ဒီလိုရမယ်နော်ဒါဆိုရင်ဆရာမတို့ရဲ့ပုံစံလေး ်အဲပြီးသွားပြီပေါ့နော်အဓိကတော့ဆရာမတို့ဒီ equation လေးကိုမှတ်မိလိုက်ရတာပါနော် a beta equal to a beta plus t1 d1 beta plus t2 d2 beta ဒါကိုယူသုံးလိုက်ပြီးတော့တွက်သွားတာပေါ့နော်အဲဒါဆိုဒါလေးလည်းရမယ်နော်အဲဒါဆိုရင် chapter 4ရဲ့ session B ပြီးသွားပါပြီ